အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ -15 Rofi ignition 5 4 3 2, 1, 0. Lift Liftoff of the mighty Delta 4 heavy rocket with NASA's Parker Solar Probe a daring mission to shed light on the mysteries of our closest star the sun လူသားတွေရဲ့တမိုင်းမှာပထမဆုံးအကျင့်ဖြစ်အာဂါသားယင်တစင်ဟာနေရည်လေဒူးလွာတွေကိုဖျက်ဆီးနိုင်ခဲ့ပါပြီ။အလွန်ပြင်းထန်တဲ့အပူချိန်ရှိတဲ့ကိုရိုနာအလွာတွေကအမုံမားတဲ့ကြားကိုထိုးပေါက်ဝင်ရောက်ခဲ့တာပါ။ဒါဟာကျွန်တော်တို့နဲ့အနီးဆုံးမှာရှိတဲ့ကြဲတလုံးရဲ့သဘာဝကိုသိပ္ပံပညာရှင်တွေအတွက်အရေးကြီးတဲ့သတင်းအချက်အလက်တွေပေးစွမ်းနိုင်ခဲ့တဲ့တမိုင်းဝင်ခိုင်တန်တစ်ခုဖြစ်ပြီးနေရည်လက်ဝတ်ချက်တွေကိုဖော်ထုတ်နိုင်ဖို့အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ နေရလေရူးလွာဟာကျွန်တော်တို့ကဘာရဲ့လေရူးလွာလို့ပဲအလွာတွေနဲ့ဖွဲ့စည်းထားတာပါကဘာမှာ troposphere stratosphere mesosphere ဆိုပြီးရှိသလိုနေမှာတော့ photosphere the chromosphere နဲ့ corona ဆိုတဲ့အလွာ၃ဟာရှိပါတယ်ကျွန်တော်တို့မှာနေရမျက်နှာပြင်ထပ်တောင်ပို့ပူရဲဆိုတဲ့အသုံးအနှုန်းတစ်ခုရှိကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့နေရမျက်နှာပြင်ဖြစ်တဲ့ photosphere ဟာထင်တယ်လောက်ကြီးပူနေတာတော့မဟုတ်ပါဘူး အောက်ခြေပိုင်းမှာဆိုရင်6100ဒီဂရီဆယ်စီယပ်လောက်ကနေအပေါ်ပိုင်းမှာ3800ဒီဂရီဆယ်စီယပ်လောက်အထိပဲရှိပါတယ်။ဒါဟာဂီဆိုတဲ့အခါထွက်လာတဲ့မိဘွားရဲ့အပူချိန်လောက်နဲ့အတူတူပါပဲ။မိုးကြိုးပြချလိုက်တဲ့အခါပတ်ဝန်းကျင်က လေတူးဟာနေရဲ့ဖိုတိုစပီယာအလွာထက်9000တောင်ပိုပိုနိုင်ပါသေးတယ်။ထူးဆန်းတာကတော့နေရဲ့လေတူးလွာတွေကအပြင်ဘက်အကြဆုံးအလွာဖြစ်တဲ့ကိုရိုနာဟာဖိုတိုစပီယာထက်အများကြီးအများကြီးပိုပိုနေတာပါပဲ။ နေရမျက်နှာပြင်အထက်ကီလိုမီတာ2100လောက်မှာစတင်တဲ့ကိုရိုနာအလွှာဟာအပူချိန်ဒီဂရီဆယ်စီယံ5ဒင်းအထိရောက်ရှိပြီးမျက်နှာပြင်ထက်အဆ80ပိုပူနေပါတယ်။ဒါကဘာနဲ့တူတယ်လဲဆိုတော့မိဘုံတပုံကနေတင်ထွက်ခွာလာလေးလေးအပူချိန်ကပိုပြီးပူလာလေးလေးဖြစ်နေတဲ့အခြေအနေမျိုးနဲ့အတူတူပါပဲ။ဒါဟာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးပါကာဆိုလာပရော့ဖ်ရဲ့အောင်မြင်မှုကိုပိုပြီးတော့တောင်းထင်ကြီးစရာကောင်းသွားစေပါတယ်။ ဘာလို့လဲဆိုတော့ပထမတစ်ချက်ကြည့်လိုက်ရင်ဒီရင်ဟာနေရဲ့အပေါ်ပိုင်းလေထုလွာကိုပဲဖျက်ဆီးခဲ့တာဆိုပြီးပေါပေါတန်တန်ထင်သွားနိုင်ပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီအပေါ်ပိုင်းလေထုလွာနေမြတ်တမြတ်ထက်အဆမတန်ပုံပုံနေလို့ပါပဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကစက်ကြောရာရဲ့မဖြေရှင်းနိုင်သေးတဲ့လှုပ်ဝှက်ချက်တွေတွေကတစ်ခုဖြစ်ပြီးပါကာဆိုလာပရော့ဖ်ရဲ့အဓိကတာဝန်တွေကတစ်ခုလည်းဖြစ်ပါတယ်ဒီဒေသမှာရှိတဲ့တန်လိုက်ဆက်ကွင်းတွေနဲ့လျှင်စစ်တပ်ဆောင်အမုံတွေအကြောင်းသတင်းချက်လက်တွေစုဆောင်းပြီးဒီပုံစံကိုဖြေရှားဖို့စူးစမ်းသွားမှာပါ ပါကာဆိုလာပရော့ဖ်ရဲ့အောင်မြင်မှုကိုတေချာနားလည်နိုင်မှုသူ့ရဲ့ခရီးစဉ်မှာအသုံးပြုခဲ့တဲ့အင်ဂျင်နီယာနည်းပညာတွေနဲ့ယူပဗေဒသဘောတရားတွေကိုလေ့လာကြည့်ရအောင်ပါကာဆိုလာပရော့ဖ်အတွက်ပထမဆုံးရင်ဆိုင်ရတဲ့အကြီးမားဆုံးပြဿနာကတော့နေစီကိုရောက်အောင်သွားဖို့ပါပဲနေရဒရဆွဲအားဟာကျွန်တော်တို့နေဖွဲ့စည်းတစ်ခုလုံးကိုထိန်းချုပ်ထားတဲ့ကြောက်စုတစ်ခုလို့ဖြစ်နေပေမဲ့သူ့အနာကိုကပ်ဖို့ဆိုတာမလွယ်ပါဘူးကဘာပလန်ကနေဂျိုရိုတလုံးကိုထွက်ခွာစေခြင်းနဲ့ဆိုရင် ကဘာပေါ်ပြန်ကျလာဖို့သူ့ရဲ့လဲပတ်နေတဲ့အချိန်အန်ဂူလာမိုမန်တန်ကိုရှော့ချပြရပါတယ်။နေပလန်းကနေထွက်ခွာခြင်းတဲ့အခါမှာလည်းဒီလိုပါပဲ။ဒါပေမဲ့ဒီကိစ္စမှာတော့ကျွန်တော်တို့ဟာနေနဲ့ကီလိုမီတာ350กว่าမှာရှိနေပြီးတစ်စက္ကန့်ကိုကီလိုမီတာ30နှုန်းနဲ့ခီးသွားနေကြတာပါ။ကဘာကနေလွတ်တင်တဲ့အရာမှန်သမျှဟာနေကိုပတ်နေတဲ့ဒီအလင်ကိုအတူတူရရှိမှာဖြစ်ပါတယ်။ဒါကြောင့်နေနဲ့ပုံနေတဲ့ဂျိုးပတ်လန်းကိုရောက်ရှိဖို့ဆိုလို့ရှိရင် အာဂါသယင်ရဲ့နေပတ်အလင်ကိုရှော့ချဖို့လိုအပ်ပါတယ်။ဒါဟာအလွန်ကိုစွမ်းရည်အများကြီးသုံးရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးအထူးသဖြင့်ကမ္ဘာဆွေရကနေလွတ်မြောက်ဖို့လိုအပ်တဲ့စွမ်းရည်ကိုပါထည့်ပေါင်းလိုက်တဲ့အခါမှာပေါ့။ဥပမာကျွန်တော်တို့ရဲ့ဂျိုးတို့ကိုကမ္ဘာမျက်နှာပြင်ကနေကမ္ဘာပတ်လန်းထဲကိုအရင်ဆုံးပို့ချင်တယ်ဆိုရင်ကမ္ဘာမျက်နှာပြင်နဲ့နှိုင်းရှင်ရင်တစ်စက္ကန့်ကို9.2ကီလိုမီတာနှုန်းလောက်အချိန်မြင့်ပေးဖို့လိုအပ်ပါမယ်။အခုဆိုရင်ဂျိုးတို့ဟာကမ္ဘာပတ်လန်းထဲရောက်ရှိနေပြီး ကဘာနဲ့အတူနေကိုတစ်စက္ကန့်မှာကီလိုမီတာ30နှုန်းနဲ့လှည့်ပတ်နေပါပြီ။ဒီနေရာကစပြီးကျွန်တော်တို့ Hormone Transfer ဆိုတာကို လုပ်ဆောင်ရပါတော့မယ်။ဒါကဂျိုပလန်းကိုပြောင်းလဲတဲ့နည်းစနစ်တစ်ခုဖြစ်ပြီးအာကာသယာဉ်ရဲ့ပလန်းဆွိုင်းရင်ကိုပြောင်းလဲပေးခြင်းအားဖြင့်သူ့ရဲ့နေနဲ့အနီးဆုံးအမှတ်ဒါမှမဟုတ်နေနဲ့အဝေးဆုံးအမှတ်ကိုချိန်ကြီးတာမျိုးပါ။မားဂျိုလိုအပြင်ဘက်ဂျိုတစ်ခုစီသွားခြင်းနဲ့ဆိုရင်အာဂါသရင်ရဲ့ပတ်လန်းစွမ်းရင်ကိုတုံးမြင့်ပေးပြီးနေနဲ့အဝေးဆုံးအမှတ်ကိုပိုချေအောင်လုပ်ရပါတယ် အတွင်းဘက်ဂျိုတစ်ခုစီတွားဖို့ဆိုရင်တော့ပတ်လန်းစွမ်းရင်ကိုရှော့ချပြီးနေနဲ့အနည်းဆုံးအမှတ်ကိုကျုံပြရတာပါကဘာပတ်လန်းကနေမားရှိုစီရောက်ဖို့ဒဲရာဗီအလင်ပြောင်းလဲမှုနှုန်း2.9ကီလိုမီတာပါစက္ကန့်လိုအပ်ပါတယ်ဗီနက်ဂျိုစီရောက်ဖို့တော့2.5ကီလိုမီတာပါစက္ကန့်လိုပါတယ်ဒါကိုတင်းကြီးမြချင်းနဲ့တွက်ချက်နိုင်ပါတယ်ဒီထဲမှာမြူဆိုတဲ့ယူနဲ့တူတဲ့ဂရီအက်ခရာကနေရဲ့ဂျူဆိုင်ရာပါရာမီတာဖြစ်ပြီးနေရဲ့ဒရထူကနေမြောက်ထားတာပါ အဝန်းကတော့ကျွန်တော်တို့စတင်တဲ့ပတ်လန်းချင်းဝက်ဒီမှာဆိုရင်တော့ကဘာနဲ့နေရဲ့အကွာအဝေးကီလိုမီတာ350ပေါ့အာဒူကတော့ကျွန်တော်တို့လိုချင်တဲ့ Perihelion ဒါမှမဟုတ် Aphelion အကွာအဝေးဖြစ်ပါတယ်ပါကာဆိုလာပရော့ဖ်ရဲ့အနီးကပ်ဆုံးချဉ်ကပ်မှုဖြစ်တဲ့ကီလိုမီတာ6.2တန်းကိုရောက်ဖို့လိုအပ်တဲ့ data V ကိုတွက်ကြည့်လိုက်ရင်71.4ဆိုတဲ့အဖြစ်ထွက်လာမှာပါဒါဟာ Venus ကိုသွားဖို့လိုအပ်တဲ့ data V ထက်7.5ဆတောင်ပိုများနေပါတယ် ဒါဟာမယုံနိုင်လောက်အောင်မြင်မာတဲ့ data V ဖြစ်ပြီးဘယ်တုံးပြန်မှမစွမ်းဆောင်နိုင်တဲ့ပမာဏတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့2018ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာတော့ပါကာအကာသယာဉ်ကို Falcon Heavy ဘီယင်ကဘာပေါ်မှာဒုတိယမြောက်တယ်ဆောင်နိုင်စွမ်းအရှိဆုံးဒုံးပြန်ဖြစ်တဲ့ Delta 4 Heavy နဲ့အတူ Cape Canaveral ကနေလွတ်တင်ခဲ့ပါတယ်။ဒီယာဉ်ကိုအပိုတွန်းအားပေးနိုင်ဖို့ Delta 4မှာအထူးပြုလုပ်ထားတဲ့အဆိုင်ခဲလောင်စာသုံးတတိယအဆင့်ဒုံးပြန်ကိုတက်ဆင်ခဲ့ပြီး ပုံမှန်အဆင့်နဲ့ဆင့်မဲ့ရှိတဲ့ဒီဇိုင်းကိုနောက်ထပ် Delta V 3 km/s အပိုထပ်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုစွမ်းအားတွေထပ်ဖြည့်ထားပေမဲ့လည်းဒီယင်ဟာနေနာကိုဘယ်တော့မှရောက်နိုင်မှာမဟုတ်ပါဘူး။အရင်ကစံချိန်တင်ထားတဲ့ Helios 2ထပ်ခုနစပိုပြီးနီးကပ်တဲ့စံချိန်တည်နိုင်မှု Parker Solar Probe ဟာ Venus 2ရဲ့ Trustware အကူအညီကိုအံ့အားသင့်စရာကောင်းလောက်အောင်၅ချိန်တိုင်တိုင်ရယူခဲ့ရပါတယ်။2023နဲ့2024ခုနှစ်တွင်မှာနောက်ထပ် ဖြတ်ပြန်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။ဒီလောက်များတဲ့ဖြတ်ပြီးပြန်သန်းမှုတွေလိုအပ်ရတာကတော့ Venus ဟာဒရက်ထုနေတဲ့ဂျိုဒလုံဖြစ်နေလို့ပါပဲ။ဂျိုဒလုံကနေပေးနိုင်တဲ့အလင်ပြောင်းလဲမှုပမာဏဟာသူ့ရဲ့ဒရက်ထုပေါ်မှာအဓိကမူတည်နေတာဖြစ်ပါတယ်။တကယ်တော့ဒီရင်အတွက်မူလအစီအစဉ်က Jupiter ဂျိုရဲ့ဒရက်ဆွဲရအကူအညီကိုတစ်ကြိမ်ပဲသုံးဖို့ပါ။အဲ့ဒီနီလန်းကရင်းကိုနေနဲ့၃၀ပုံနီးကစင်မှာဖြစ်ပေမဲ့ဒီခီးလန်းကျောင်းမှာပြဿနာတချို့ရှိခဲ့ပါတယ်။ ဂျူပီတာရဲ့ပလံကနေနဲ့အလွန်ဝေးတဲ့အတွက်သူ့ရဲ့ပလံအဝေးဆုံးအမှတ်ကိုရောက်တဲ့အခါယင်းရဲ့ဆိုလာကြားတွေပေါ်အကျရောက်မဲ့နေအောင်ကြီးဟာ25ဆပုံမှန်သွားမှာဖြစ်ပြီးအာဂါသားယင်ကိုပါဝါပေးဖို့အများကြီးပူကြီးတဲ့ဆိုလာကြားတွေလိုအပ်လာပါတော့တယ်။ဒါဟာအာဂါသားယင်ဂျူပီတာကိုပတ်ပြီးနေစီကိုအရှိန်မြင့်ပြန်လာတဲ့အခါမှာပြဿနာတစ်ခုဖြစ်လာပါတယ်။နေရဲ့ဘူတန်ဟာဆိုလာကြားတွေကိုဖျက်ဆီးပစ်မှာဖြစ်ပြီးဒီရွယ်စားနဲ့ဆိုရင်တော့အပူကတိုင်းရင်နောက်မှာခောက်သိမ်းပြီးပုံးွက်လို့မရနိုင်တော့ပါဘူး။ တခြားရွေးချယ်စရာလည်းရှိခဲ့ပါတယ်။ Radio isotope တာမဲဂျန်နရေတာကိုသုံးလို့ရပေမဲ့အဲ့ဒါကရင်ရဲ့ကုန်ကြားစိတ်အလေးချိန်နဲ့ရှုပ်ထွေးမှုတွေကိုတိတိတသားမြင့်တက်စေမှာဖြစ်ပါတယ်။ဒီခီးလန်းချောင်းအစ်ကိုရွေးချယ်ပြီးခဲ့တဲ့အဓိကအချက်ကတော့ရင်ရဲ့အဓိကတာဝန်ဖြစ်တဲ့နေကိုလေ့လာခြင်းကိုပြီးမြောက်ဖို့သိပ္ပံပညာရှင်တွေကိုအချိန်နဲ့အချက်လက်တွေပုံမရရှိစေတာကြောင့်ပါပဲ။မူလဂျူပီတာအစီအစဉ်သာဆိုရင်ဒီရင်ဟာနေပဝန်းကျင်ကလိုချင်တဲ့ဇုန်ထဲမှာနိုင်တရာလောက်ပဲနေရမှာဖြစ်ပြီး ရင်ရဲ့ရှင်းနှစ်တောင်ဝင်တပန်းမကုန်ခင်နေကိုနှစ်ပတ်ပဲပတ်နိုင်မှာပါ။ပူနှိမ့်နဲ့ပလန်နဲ့သွားတဲ့အစီအစဉ်အသစ်ရတော့ပါကာဆူလာပရော့ဖ်ဟာနေကိုတပတ်ပတ်ဖို့အတွက်ရက်150အောက်ပဲကြာမြင့်မှာဖြစ်ပြီးနေကို24ပတ်လှည့်ပတ်မဲ့ခီးစဉ်အတွင်းမှာနိုင်900ကျော်စာအချက်လက်တွေကိုစုဆောင်းနိုင်မှာဖြစ်ပါတယ်။အစီအစဉ်ပြောင်းလဲမှုနဲ့အတူဒီဇိုင်းလည်းပြောင်းလဲလာခဲ့ပါတယ်။မူလကတော့ပုံအပူကတိုင်းကနေအားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ကျစ်လက်တဲ့ပြားချက်ပုံတိုင်းကိုပြောင်းလဲခဲ့ပါတယ်။ ဒီကာကွယ်တိုင်းကို17.4စင်တီမီတာထူတဲ့ကာဗွန်အမြုပ်နဲ့အဓိကတည်ဆောက်ထားတာပါဒါဟာအလွန်ထူးခြားစံပြတဲ့ပစ္စည်းထုတ်လုပ်ရေးတခွဲခန်းတစ်ခုဖြစ်တဲ့ Ultra Mag ကနေထုတ်လုပ်ထားတဲ့တကယ့်ကိုအမကန်းပစ္စည်းတစ်ခုပါပဲ Scanning Electron Microscope အောက်မှာကြည့်လိုက်ရင်ကာဗွန်အမြုပ်ဟာဒီလိုပုံစံရှိပါတယ်အလွန်ကိုသိငယ်တဲ့အပေါက်လေးတွေအများကြီးပါဝင်ပြီးအတွင်းမိုင်းတူးတယ်ရဲ့69ရာခိုင်နှုန်းဟာလေဟာနယ်လိုဖြစ်နေတာကြောင့်အပူကာတိုင်းကိုအလွန်ကောင်းမွန်တဲ့ အပူဒဏ်ခံနိုင်ရင်ဂုံတက်သည့်တွေပေးစွမ်းနိုင်တယ်လို့ကာဗွန်ရဲ့အပူဒဏ်ခံနိုင်တဲ့တည်ငြိမ်မှုကိုလည်းအကျိုးကျေးဇူးရရှိစေပါတယ်။နောက်တစ်ဆင့်မှာတော့ကာဗွန်ဒူကာဗွန်ကွန်ပိုစစ်ကိုတုံးပါတယ်။ဒါဟာ graphite ကို organic core တစ်မျိုးမျိုးဥပမာကတ္တရာစီဒါမှမဟုတ် epoxy resin နဲ့ရောစပ်ပြီးပြုလုပ်တာပါ။ဒီရောနှောကိုအမြုပ်ရတစ်ဖက်တစ်ချက်စီမှာတုပ်လိမ့်ပြီးနောက် core တွေကို carbon စစ်စစ်အဖြစ်ပြောင်းလဲသွားအောင်လွန်ပြင်းထန်တဲ့အပူချိန်နဲ့အပူပေးခဲ့ပါတယ်။ ဒီလိုနဲ့ကာဗွန်တူကာဗွန်ကွန်ပိုစစ်ကိုဖန်တီးခဲ့တာပါနောက်ဆုံးမှာတော့နေနဲ့မြင်တဲ့ချင်းဆိုင်ပတ်ချံကိုအဖြူရောင်ကြွေးတုပ်ဆေးသမျိုးတုပ်လင်းထားပါတယ်ဒါကပူစွမ်းအင်တွေဟာအောက်ကကာဗွန်လမ်းကြောင်းတွေတွေကိုမရောက်ခင်မှာတက်နိုင်သလောက်ရောင်ပြန်ဟပ်သွားစေဖို့ဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့အထူးပြုအာယုံခံကရိယာတချို့နဲ့ဆိုလာပြားတွေကလွှဲရင်ကျန်တဲ့အာကာသယာဉ်အစိပ်ပိုင်းအားလုံးကိုအပူကဒိုင်းရဲ့ရိပ်အောက်မှာအဝင်ခွင်ကျဖြစ်အောင်ဒီဇိုင်းထုတ်လုပ်ခဲ့ရပါတယ်ဒါပေမဲ့ အဘူဂါဒိုင်းရဲ့အကာအကွယ်နောက်ကနေရေရဲဝံ့ဝံ့ထိုးထွက်နေတဲ့ကရိယာတွေလည်းအများပြားရှိပါသေးတယ်။ရင်ပေါ်ကအာယုံခံကရိယာပေါင်းများစွာတဲ့ကတစ်ခုဖြစ်တဲ့ဆိုလာပရိုကပ်လိုမျိုးပေါ့။ဒီပစ္စည်းကတော့ရင်ပေါ်မှာပါတဲ့အထင်ကြီးစရာအကောင်းဆုံးဤပညာစိတ်ပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။အဘူဂါဒိုင်းရဲ့ဘာအကာအကွယ်မှမရဘဲသူ့ရဲ့ဒီဇိုင်နာတွေဟာ ပစ္စည်းရွေးချယ်မှုအပိုင်းမှာအလွန်ကိုတီထွင်ကြံလာခဲ့ရပါတယ်။ဆိုလာပရိုကပ်ဟာ ဖရာဒီကပ်တစ်မျိုးဖြစ်ပြီးနေကလာတဲ့အီလက်ထရွန်တွေနဲ့အိုင်ယွန်းတွေကိုရေတွက်ပြီးတိုင်းတာနိုင်တဲ့ကိရိယာတစ်ခုပါအလွယ်ပြောရရင်အာကာသယာဉ်ကိုနေမုန်တိုင်းတွေနဲ့နေကနေထုတ်လွတ်တဲ့အမုန်တွေကိုလေးလာနိုင်စွာပေးစွမ်းတာပါဒါကတော့ဆူလာပရိုကပ်ရဲ့ဖြတ်ပိုင်းပုံဖြစ်ပါတယ်သူ့ရဲ့အလုပ်လုပ်ပုံကတော့ခွက်ရဲ့အဖွင့်ဝမှာရှိတဲ့စကားကွက်ပေါ်မှာလျှက်စစ်စက်ကွန်းတစ်ခုဖန်တီးပေးလိုက်တာပါပဲဖူအားကိုပြောင်းလဲပေးခြင်းအပြင်ခွက်ထဲဝင်လာနိုင်တဲ့အမုန်တွေကိုရွေးချယ်နိုင်သလို့ စစ်ထုတ်ပစ်လို့လည်းရပါတယ်။ဒီလိုနဲ့လျှင်စစ်တပ်ဆောင်အမုံတွေဟာခွတ်အောက်ခြေကစူဆောင်းပြားကိုလာရိုက်တဲ့အခါဘယ်ယာရွေးကလျှက်စီးချောင်းကိုဖြစ်ပေါ်စေသလဲဆိုတာကိုအချက်လက်တွေပုံမသိရှိနိုင်မှာဖြစ်ပါတယ်။သဘောတရားအရတော့ဒါဟာအရန်ရိုးရှင်းတဲ့ကိရိယာတစ်ခုပါ။ဒါပေမဲ့သူရင်ဆိုင်ရမယ်1400ဒီဂရီဆယ်စီယက်တန်စစ်စစ်ရဲ့အရေးပြောမှတ်နီးပါအပူချိန်မျိုးမှာတော့ solar procaf အတွက်စမ်းသက်တဲ့အင်ဂျင်နီယာနီးပညာတွေလိုအပ်လာခဲ့ပါတယ်။ ပထမဆုံးစိန်ခေါ်မှုကတော့ခွက်အဝါမှာရှိတဲ့လျက်စစ်စက်ကွင်းဖန်တီးပေးမဲ့စကားကွက်အတွက်ပြည်စည်းရွေးချယ်ရတာပါပဲဒီစကားကွက်ဟာလျက်ကူးနိုင်စွမ်းနဲ့အပူရန်ခံနိုင်ရည်ရှိဖို့လိုအပ်သလိုမိုက်ခရွန်တရာသာချားတဲ့သိငယ်တဲ့စကားကွက်လေးတွေဖန်တီးနိုင်အောင်ဆက်နဲ့ပြုပြင်လို့ရတဲ့ပစ္စည်းလေးဖြစ်ဖို့လိုပါတယ်ဒါအတွက်အဖြိုက်နက်ကိုရွေးချယ်ခဲ့ပါတယ်ကျွန်တော်တို့ကဘာပေါ်ကမီးသီးတွေမှာအသုံးပြုတဲ့ပစ္စည်းပါပဲ။ သူတို့ဟာအလင်းရောင်ထုတ်ပေးဖို့လိုအပ်တဲ့အလွန်မြင့်မားတဲ့အပူချိန်ကိုခံနိုင်ရည်ရှိလို့ပါအဖိုင်းနဲ့မီးစာတွေဟာ3000ဒီဂရီဆယ်စီယက်လောက်အထိအပူချိန်တန်ကိုခံနိုင်တာမို့ဒီအပူချိန်တွေကိုကောင်းကောင်းခံနိုင်ရည်ရှိပါတယ်ဒါပေမဲ့အဖိုင်းနဲ့ကိုဒီလောက်သိငယ်တဲ့ဇာကားကွက်အဖြစ်ပြုလုပ်ဖို့ကတော့ခက်ခဲပါတယ်ဒီလိုမိုက်ခရိုအရွယ်စားနဲ့ဆက်နှစ်ထူထွင်းတာကိုတမယိုးကျဆက်တွေနဲ့လုံးလုံးမရပါဘူးတရုတ်ကိုချစ်ထုတ်ဖို့လိုအပ်တဲ့အားကြောင့်ဇာကားကွက်ကချက်ချင်းကျိုးသွားမှာပါ အဲ့ဒီအစားလေစာတွေကိုသုံးပြီးပစ္စည်းကိုထွန်းထုတ်လေးရှိပေမဲ့အဖြိုင်နက်ကအပူဒဏ်ခံနိုင်လုံးနဲ့အတွက်လေစာတွေကတော့အဖြိုင်နက်ကိုအေးပြောင်းလုပ်ပြီးစကားကွက်ပုံဖော်ဖို့မစွမ်းဆောင်နိုင်ပါဘူး။ဒါကြောင့် acid etching ဆိုတဲ့ acid နဲ့တိုက်စားတဲ့နီလန်းကိုအသုံးပြုခဲ့ရပါတယ်။နောက်တစ်ခုကတော့စကားကွက်ကိုပေါဝါပေးမဲ့လျှက်စစ်ဂျိုးတွေနဲ့စုဆောင်းပြားတွေကနေလျှက်စစ်အချက်ပြမှုတွေကိုတည်ဆောင်ပေးမဲ့ဂျိုးတွေလိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာအသုံးအများဆုံးလျက်ကူးပစ္စည်းနှမျိုးဖြစ်တဲ့ကျင်းနီနဲ့အလူမီနီယံတို့ဟာဒီလိုအခြေအနေမျိုးမှာအေးပြော်ပြီးတတုအိုင်တကူဖြစ်သွားမှာမို့လုံးဝကိုရွေးချယ်စရာမဟုတ်ပါဘူး။ဒီအာဂါတာရဲ့အစိပ်ပိုင်းမှာသုံးမဲ့လျက်ကူးကြိုးအားလုံးကို Niobium C103 ဆိုတဲ့89ရာခိုင်နှုန်း Niobium 10ရာခိုင်နှုန်း Hafnium နဲ့10ရာခိုင်နှုန်း Titanium တို့ကိုရောစပ်ထားတဲ့အထူးတတုဆက်တစ်မျိုးနဲ့ပြုလုပ်ထားရပါတယ်။ အပြင်မှာအဖုံးစိတ်ပိုင်းအားလုံးကိုလည်းဒီရှားပါတဲ့လေချောင်းဆိုင်ရာပစ္စည်းနဲ့ပဲတိစောက်ထားပါတယ်။တာမန်အားဖြင့်ဝါယာကြိုးတွေကိုအပြင်ဘက်အခွန်တွေနဲ့မထိအောင်ပလတ်စတစ်နဲ့ကာထားလေးရှိပေမဲ့ပါကာဆိုလာပရော့ဖ်အတွက်တော့ဒီလိုလုပ်လို့မရပါဘူး။အင်ဂျင်နီယာတွေဟာနိုင်ယိုဘီယန်ကြိုးတွေကိုလျှက်ကာနိုင်မှုအတွက်နီလာကိုအသုံးပြုခဲ့ရပါတယ်။ဒါတွေဟာကမ္ဘာပေါ်မှာတာမန်အလုပ်တစ်ခုကိုလုံဆောင်မှုအတွက်အလွန်ရှားပါပြီးထူးခြားတဲ့ပစ္စည်းတွေကိုအသုံးပြုထားရတာပဲဖြစ်ပါတယ်။ အပူကတိုင်းအပြင်ဘက်ကိုထိုးထွက်နေတဲ့တခြားအာယုံခံကရိယာအစိပ်ပိုင်းတွေကိုလည်းအလားတူပုံစံနဲ့တိစောက်ထားပါတယ်။အကာအကွယ်နောက်မှာပုံနေတဲ့တန်လိုင်းဆက်ကွင်းတိုင်းတားရီကရိယာတွေဟာနေရက်တန်လိုင်းဆက်ကွင်းတွေကိုတိုင်းတားနိုင်မှုအတွက်အပူကတိုင်းအလွန်အထိရောက်နိုင်တဲ့အင်တာနာရီလိုအပ်ပါတယ်။ဒီအင်တာနာလေးချောင်းကိုလည်း Niobian C103 နဲ့ပဲပြုလုပ်ထားပါတယ်။နောက်ထပ်စိန်ခေါ်မှုကတော့ဆိုလာပြားတွေပါပဲ။နေနဲ့ဝေးတဲ့ပတ်လန်အတွင်း ပြန်တန်းနေချိန်မှာတော့အာဂါသားယင်ဟာသူ့ရဲ့ဆိုလာပြားတွေကိုအပြည့်အဝဖျန့်ချက်ထားနိုင်ပါတယ်။ဒါပေမဲ့ယင်ဟာနေစီကိုစတင်ချင်းကပ်လာတဲ့အမျှအပူဟာတဖြည်းဖြည်းကြီးထွားလာတဲ့ပြဿနာတစ်ခုဖြစ်လာပါတော့မယ်။ဒါကိုဆိုလာပြားတွေကိုခေါက်သိမ်းလိုက်ခြင်းအဖြစ်တစိ့တစ်ပိုင်းတံပြန်နိုင်ပေမဲ့ဒီရေးကြီးတဲ့ပြန်တန်းမှုအဆင့်မှာသိပ္ပံဆိုင်ရာကရိယာတွေကိုလဲပတ်နိုင်မှုအတွက်ပါဝါအချို့ကိုတော့ဆက်လက်ထိန်းထားဖို့လိုအပ်ပါတယ်။ဒီနေရာမှာတော့ ေးငယ်တဲ့ဒုတိယဆိုလာပြားငယ်နှစ်ခုက နေကိုမြင်နိုင်တဲ့အနေအထားမှာဆက်လက်ထွက်နေပြီးရေနဲ့အေးအေးပေးစနစ်ကိုအသုံးပြုထားပါတယ်။ရေတွေကိုဆိုလာပြားတွေထဲကနေတဆင့်အပူဃာတိုင်းရဲ့အောက်နားလေးကတိုက်တနီယန်ကိုတဲမှာတက်ဆင်ထားတဲ့အမက်ရောင်ရေဒီယေတာတွေလည်းကိုဆုပ်ထုတ်ပေးပါတယ်။ဒီကိုတဲကသူ့ရဲ့အရွယ်စားနဲ့ရှိရင်အလွန်ကိုပေါ်ပါပါတယ်။ကိုတဲတစ်ခုလုံးဟာ22.8ကီလိုဂရမ်ပဲအလေးချိန်ရှိပါတယ်။ ဒါဟာတိတ်သေးစားနဲတဲ့တိုက်တေနီယံအတွက်တောင်မှဒီရွယ်စားနဲ့ဆိုရင်အလွန်ပေါ်ပါတဲ့ပမာဏပါ။ NASA ကအင်ဂျင်နီယာတွေဟာဒီကိုထဲမှာပစ္စည်းအနည်းဆုံးသုံးနိုင်ဖို့သူတို့ရဲ့ဖိအားဆိုင်ရာတွက်ချက်မှုတွေကို၃ချိန်၃ခါလောက်စစ်ဆေးခဲ့တာထင်ရှားပါတယ်။ဒီလိုလှုပ်ခြင်းအားဖြင့်လွတ်တင်ရမယ့်၄ချိန်ကိုတတ်တာစီသလိုအပူကတိုင်းကနေအကာသယင်ပင်မကူတဲ့စီကိုအပူကူးနိုင်မယ့်ပစ္စည်းပမာဏကိုလည်းအနည်းဆုံးဖြစ်အောင်ရှင်းချနိုင်ခဲ့ပါတယ်။ ဒီစနစ်တွေကိုသူတို့ကြုံတွေ့ရမယ့်အပူချိန်မျိုးနဲ့ကဘာပေါ်မှာစမ်းသပ်ဖို့ဆိုတာခက်ခဲပါတယ်။ OJL လို့ဆိုတာ Finance ဆိုတာကတော့သူတို့ခံနိုင်ရရှိရမယ်ပတ်ဝန်းကျင်ကိုကျွန်တော်တို့အကောင်းဆုံးတူပနိုင်တဲ့နေရာတစ်ခုပါ။ပြင်းထန်နိုင်ငံရဲ့ကြီးလက်ဒေတာကတောက်ဆောင်တစ်ခုပေါ်မှာတိဆောက်ထားတဲ့ဒီဆက်ယုံကြီးဟာချိန်ကြီးနိုင်တဲ့မှန်ပေါင်းတပေါင်းကိုအသုံးပြုပြီးအလင်းကိုမှန်ကွက်တစ်ခုပေါ်မှာစုစည်းပေးပါတယ်။ဒီဆက်ယုံဟာ3500ဒီဂရီဆယ်စီယပ်အထိအပူချိန်ကိုဖန်တီးနိုင်ပြီး အပူကတိုင်းကိုတိုင်းကြုံတွေ့ရမဲ့အပူချိန်ထက်တောင်နှဆပိုများပါတယ် Friday Cap နဲ့အပူကတိုင်းလိုအစိပ်ပိုင်းတွေကိုဒီမှန်ကွက်ရဲ့ဗဟိုချက်မှာထားပြီးသူတို့ကြုံတွေ့ရမဲ့အပူချိန်တွေနဲ့ထိတွေ့စေခဲ့ပါတယ်ဒါပေမဲ့ Friday Cap လိုကရိယာတွေကိုတော့သူတို့ရဲ့အိုင်ယွန်ကန်လုပ်ငန်းတွေလှုပ်ဆောင်နေချိန်မှာပါစမ်းသပ်ဖို့လိုအပ်ပါတယ်ဒီအတွက် engineer တွေဟာနေမုံတိုင်းကနေကြုံတွေ့ရမဲ့ electron တွေနဲ့ ion တွေကိုတူပနိုင်မှု particle accelerator တခုလိုအပ်လာပါတယ် ဒီ Solar Finance နဲ့ Particle Accelerator ကိုပေါင်းစပ်ဖို့ကမဖြစ်နိုင်တာကြောင့် Michigan တက္ကသိုလ်ကသူတည်တည်တွေဟာနေရဲ့အပူကိုတူပနိုင်မှုစွမ်းအားမြင့် IMAX Projector လေးလုံးကိုသုံးဖို့ဆိုတဲ့တောက်ပတဲ့စိတ်ကူးတစ်ခုကိုရရှိခဲ့ကြပါတယ်။ပြီးတော့သူတို့တွေ့ရှိခဲ့တာကတော့ Faraday Cap ဟာ အပူပေးလိုက်တဲ့အခါမှာပိုကောင်းကောင်းအလုံးလုံးတယ်ဆိုတာပါပဲ။ဘာလို့လဲဆိုတော့အပူဟာစနစ်သေးကမတန့်ရှင်းတဲ့အရာတွေကိုဖိရှားပေးလို့ပါပဲ။ ဒီဂရိယာတွေကနေကျွန်တော်တို့ရရှိခဲ့တဲ့အချက်လက်အများစုကတော့တာမန်အဂါသဝါဒနာရှင်တယောက်အတွက်စိတ်ဝင်စားစရာကောင်းမှာမဟုတ်ပါဘူး။ဒါတွေဟာသိပ္ပံပညာရှင်တွေကိုနေရဲ့သဘာဝနဲ့ပတ်သက်တဲ့တန်ဖိုးရှိတဲ့သဲလွန်စားတွေပေးမဲ့အချက်လက်အစိမ်းတွေပါပဲ။ဒါပေမဲ့ရင်ပေါ်မှာကျွန်တော်တို့အားလုံးနှစ်သက်ခံစားနိုင်မဲ့ဓာတ်ပုံတွေကိုကဘာမြေစီပြန်ပို့ပေးနေတဲ့အာယုံငံကရိယာတခုတော့ရှိပါသေးတယ်။နေကြတဲ့အချိန်မှာကျွန်တော်တို့ဟာလှပတဲ့ဖြစ်စဉ်တခုကိုမြင်တွေ့နိုင်ပါတယ်။ နေပပလည်းမှာကခုံနေတဲ့တောက်ပတဲ့အလင်းကွင်းကွင်းလေးတွေပေါ့ဒီအန်ဩဝယ်ရာပုံစံတွေကိုတော့တောက်ပနေတဲ့အလက်ထရွန်တွေကဖန်တီးထားတာဖြစ်ပြီးသူတို့ဟာတန်လိုက်စက်ကွင်းမြင်းပေါ်မှာနေကိုလှက်ပတ်သွားလာနေကြရင်နေမုန်တိုင်းတွေကြောင့်ပုံပြတ်ပန်းပြတ်ဖြစ်နေကြတာပါကျွန်တော်တို့ဟာဒီစွမ်းအင်မြင့်အလက်ထရွန်စီးကြောင်းတွေကိုကဘာမြေပေါ်ကနေရော Lagrange point 1မှာရန်နာထားတဲ့ကျွန်တော်တို့ရဲ့နေလေးလာရေးစခန်းတွေကနေရောလေးလာနိုင်ခဲ့ပါတယ်ဒါပေမဲ့မကြသေးခင်အချိန်ထိတော့သူတို့ကို အနည်းငယ်ကြည့်ရှုနိုင်ခြင်းမရှိခဲ့သေးပါဘူး။ပါကာဆိုလာပရော့ဖ်ဟာနေနဲ့နဝမမြောက်အချိန်တွိတ်ဆုံမှုအတွက်ကိုရိုနာအလွှာတွေကိုတိုးဝင်သွားတဲ့အခါရင်ပေါ်မှာရှိတဲ့သူ့ရဲ့ wide view imager ကနေစတင်ရိုက်ကူးခဲ့ပါတယ်။သူပို့ပေးခဲ့တဲ့ပုံရိပ်တွေဟာအာဂါသာရင်ပေါ်ကခီးတဲ့တယောက်ကမှောင်မဲနေတဲ့ညထဲမှာဖြတ်သန်းသွားတဲ့နှင်းမုန်တိုင်းတစ်ခုကိုကြည့်နေရတဲ့မြင်ကွင်းမျိုးနဲ့တူနေပါတယ်။ရင်ဟာမုန်တိုင်းရဲ့ဗဟိုချက်ထဲကိုတိုးဝင်သွားတဲ့အချိန်မှာတော့တောက်ပတဲ့အမုံမွားတွေဟာ ရင်ဘေးကနေတဖွဲဖွဲဖြတ်တန်းသွားနေကြတာကိုတွေ့ရမှာပါ။ဒါတွေဟာသိပ္ပံပညာရှင်တွေကိုကိုရိုနာရှင်မာရီရဲ့သဘာဝအကြောင်းအနိုင်မဲ့အချက်လက်တွေကိုပေးစွမ်းနေရဆိုတာတန်တရားဖြစ်ပွဲမရှိတဲ့လှပတဲ့ပုံရိပ်တွေပါပဲ။ပါကာဆိုလာပရော့ဖ်ဟာနေနဲ့နောက်ထပ်တွစ်ဆုံမှုအချိန်များစွာကျန်ရှိနေသေးပြီးနောက်တစ်ချိန်ကိုတော့2022ခုနှစ်စက်တင်ဘာလမှာပြုလုပ်ခဲ့ပါတယ်။နောက်ထပ် Venus 2ကိုဖျက်ပြန်မှုနှစ်ချိန်နဲ့အတူပါကာဆိုလာပရော့ဖ်ဟာ 2023နဲ့2024ခုနှစ်တွေမှာသူ့ရဲ့ကိုပိုင်စံချိန်တွေကိုချိုးဖြတ်ပြီးကျွန်တော်တို့ကိုနေနဲ့ပုံနီးကပ်အောင်ပို့ဆောင်ပေးခဲ့ပါတယ်။ကျွန်တော်တို့ဟာကောင်းငင်ဘော်ကနေနဲ့ပုံနီးကပ်လာနေသလိုကဘာမြေပေါ်မှာလည်းအစုံးမဲ့ fusion ဆွမ်းရင်တွေအတော့နေကိုတူပဖန်ပြီးပုံနီးဆက်လာနေပါပြီ။လက်ရှိ fusion ဆွမ်းရင်ထုတ်လုပ်မှုစံချိန်ကတော့80ရာခိုင်နှုန်းမှရှိနေပါတယ်။ဆိုလိုတာကတော့ fusion reactor ကိုစတင်လဲပတ်ဖို့ လိုအပ်တဲ့စွမ်းအင်ရဲ့80ရာခိုင်နှုန်းကိုပြန်လည်ရယူနိုင်ခဲ့ပြီဆိုတဲ့အထိပ္ပယ်ပါပဲ။ Fusion ကိုသုံးပြီးစွမ်းအင်အမှန်တကယ်ထုတ်လုပ်နိုင်မှုတော့အများကြီးလိုပါသေးတယ်။ဒါပေမဲ့ IDE ရလို့ခေါ်တဲ့ Fusion Reactor အသစ်ကြီးတစ်ခုကိုအခု2025ခုနှစ်မှာအပိသက်တည်ဆောက်မှာဖြစ်ပြီးကမ္ဘာတဝန်းကပူပေါင်းပါဝင်မှုတွေဟာသူ့ရဲ့နခတ်တပိသားဆိုင်ရာကုန်ကြမ်းစည်းရိမ်ကိုထောက်ပံ့ကူညီပေးနေကြပါတယ်။ကုန်ကြမ်းစည်းရိမ်ကဒေါ်လာ55ဘီလီယံထက်မှရှိပြီး လူသမိုင်းတစ်ချောင်းမှာဈေးအကြီးဆုံးသိပ်ပံစမ်းသပ်မှုတွေကတခုဖြစ်လာစေခဲ့ပါတယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ကြီးစုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြားနေသက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးပရက် notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘဟုသုတအကြောင်းအရာတွေကိုထပ်ပြီးသိရင်သိလဲဆိုတာကိုအောက်ကကွန်မန့်လေးမှာရေးပေးခဲ့ပါဦး။